စ်ဘန်ရာနဲ့ကျွန်တော်နဲ့ကဟိုကိုးတန်းနဲ့ကတငယ်ချင်းပါသူကကြောင်းမာတဲ့ကတော့အဲ့လိုနည်းနည်းဟိုဘယ်လိုပြောပဲများတယ်ပေါ့နော်ပဲများတဲ့အထဲမှာတော့ပါတယ်လို့မြင်တော့ကျွန်တော်တို့နဲ့ကြောင်းမာတော့တိတ်ရောမဝင်ဘူးသူကနည်းနည်းအုပ်ပေါ့နော်ဟိုသူ့ဖေကအဲ့မှာလူကြီးပေါ့အရာရှိပေါ့ဆိုတော့နည်းနည်းသူကခြေတဲ့ပုံစံမျိုးပေါ့ကြောင်းမာကြောင်းလာလို့ရှိရင်နောက်တစ်ခုကျွန်တော်မှတ်မိတဲ့အရာတစ်ခုရှိရကျွန်တော်တို့အအထက်တန်းအကြောင်းသားဘဝလောက်တုန်းကအဲ့လိုမိန်းကလေးတွေဖူချင်းဝစ်တာရှားရတယ် ရှားရတယ်ပေါ့ကျွန်တော်တို့အထက်တန်းကျောင်းသားပွားတာတော့ဆိုတော့သူကအဲ့ဒီထဲမှာအဲ့လိုမျိုးထဲမှာပေါ့နော်အဲ့လိုမျိုးနည်းနည်းအဲ့လိုပုံစံနဲ့ပေါ့ဆဲကြောင်တဲ့မြောက်ပေါ့အဲ့လိုမျိုးပုံစံနဲ့ကျောင်းလာတယ်ပေါ့ကျွန်တော်တို့ကလည်းအဲ့လိုမျိုးဟာမျိုးဆိုအရန်နောက်ထင်တာလေအဲ့လိုမျိုးမျက်လုံးထဲမှာတောင်းမကြိုးဘူးထင်အရန်နောက်ထင်တာအဲ့လိုမျိုးပေါ့ကြီးကြီးကြီးကျင်သွားတာလေသူအဲ့ဒီအဲ့ဒီပါဝါရင်းကဝတ်စုံနဲ့တွေ့တော့ဂျိုသားတွေဘာဖြစ်နေညာဖြစ်တယ်ဆိုတော့ကြီးကျင်သွားလို့အဲ့သူ့ကိုလမ်းနောက်လိုက်တယ်တိတ်လည်းမစရဲဘူးမှာကိုကကျွန်တော်ကိုလက်ဆောင်ပေးတာ Raven တလက်လက်ဆောင်ပေးတာ smart glass တစ်ခုကျွန်တော်လိုချင်တဲ့ smart glasses တစ်ခုလက်ဆောင်ပေးတာလေဘုဖြူရောင်းလေဟဲ့မင်းဘယ်ကောင်လဲပြောမင်းအောင်မတူလေအာရရစီဖုံးဆက်နေတာဆက်နေရှာတပ်ပန်ကောင်းကောင်းမလေးကွာအဲထောက်လို့သူကလည်းကျွန်တော်မိတ်ဆွေလေ rider ကလည်းခင်ပါတယ်ညီမမင်းမင်းပုံနဲ့အားကြောင့်လာဝင်ရပြန်ကိုယ်တည်းဆောင်မှာပေါ့လို့ ရိုမန့်စ်လေးတခုလို့မြင်ပါတယ်ရိုမန့်စ်ဇာတ်ကားတခုပေါ့နော်မမေမုံရိုင်းနေကြပုံစံမျိုးလို့လည်းပြောလို့ရတယ်မဟုတ်ဘူးလို့လည်းပြောလို့ရတယ်ဆိုတော့ကြိုက်ကြမှာပါတချီကားလေးကလှလိုက်တာရရောက်ရောင်းပေးပါလားဟိုင်းလာပြင်လှအီးနေရှင်မယိုင်းလိုက်တာ အဲဒီလိုမျိုးကတော့တခုရှိသူအရှိမတော့ကျွန်တော်မေမင်းပုံကြည့်ပြတာကျတော့အဲအိမ်တော်ရေးကားတွေများတယ်အခုကတော့ရိုမန့်ဆိုတော့ကောင်းပါပါကောင်းပါလေးရဲ့ဟောလီဆံပြားကနေပြီးတော့အိုးခြေသေးကုန်လေးဒီကိုချက်ပြအရုပ်စည်းစားနဲ့အသေးလေးပေါ့အဲကျွန်တော်အခုဟိုပါပေါ့ငါတို့ကခင်မို့မို့အေးအတွက် pre production အဲပြီးတော့နောက်ကျွန်တော် ဒီဇင်ဘာ January မှာရိုက်မယ်ကားတခုပြင်ဆင်အဲငါတို့ကခင်ဗျမို့အေးရကျွန်တော်အဓိကအမအကိုခေါင်းဆောင်မင်းသမီးအဖြစ်နဲ့ရိုက်ချင်တာအဓိကပါမခင်မမို့အေးကိုကျွန်တော်ခေါင်းဆောင်မင်းသမီးအဖြစ်နဲ့ဟိုပရိသတ်ကိုထပ်ပြချင်တယ်အမအတွက်လည်းတသက်လုံးအမတ်တရတစ်ခုဖြစ်သွားမယ်အဲ့လိုအရင်စဉ်းစားပြတယ်အဲ့မှာမှတစ်ဆင့်အမနဲ့ပြိတ္တတွေကြားရမှာကမ်စထရီမိပြီးသားစကလုံးတစ်ခုပဲ။ဒါတို့ကခင်ဗျားတို့ရေးစာ။ဆိုတော့အဲအဲဒီစကလုံးဆိုတော့ပြိတ္တနဲ့အမနဲ့မစိမ့်တော့ဘူး။ အမဟိုဘယ်လိုပြောမလဲ director ဘောမှာ well obedience well respect ပြီးတဲ့တရုပ်ဆောင်တယောက်ပါသူ့ဘက်ကအရေးဆိုတာမျိုးမရှိဘူးကျွန်တော်ဘက်ကလည်းအမမလုံနိုင်တယ်လို့သိပြီးသားနောက်တစ်ခါကဒီဇက်ကအမအတွက်ကိုတည်ပြီးတော့ရေးထားတဲ့ဇက်ဖြစ်တဲ့အတွက်အဆင်ပြေပါတယ်ကျွန်တော်ကအဓိကသူများမလုပ်တာကိုပဲလုပ်ချင်တယ်ဟို drama ရိုက်မယ်ဆိုတဲ့အချိန်မှာဟို formal drama ပေါ့နော် I didn't လုံနိုင်တဲ့မင်းသားမင်းသမီးတွေထက် ဟိုဇလန်းကိုအဲ့လိုမျိုးဟိုအတင်းငိုခိုင်းအတင်းကြီးခိုင်းအဲ့ဒါမျိုးတွေမလုပ်ချင်ဘူးအဲ့မျိုးတွေမလုပ်ချင်တော့ဘယ်ဟာကအစ်စ်ဖြစ်မလဲစဉ်းစားရတဲ့အချိန်မှာအမဆိုလို့ရှိရင်တော့ဒါပရိသတ်အတွက်လည်းအစ်စ်ဖြစ်မယ်အမအတွက်လည်းအမတရားဖြစ်မယ်နောက်တစ်ခုကျွန်တော်ကိုယ်တိုင်လည်းဟိုအဲ့လို risk ယူရတာမျိုးကြိုက်စစ်ဗန်ဒရာနဲ့စစ်ဗန်ဒရာနဲ့ကျွန်တော်နဲ့ကဟိုကိုဒန်းနဲ့ကတငယ်ချင်းပါကိုဒန်းနဲ့ကတငယ်ချင်းဆိုတော့အဲ့လိုစားစားနောက်နောက်ဘောเนาะ ်အရင်တော့အကြောင်းမှာတော့အရန်ကြီးမခင်ပေမဲ့တောင်းပြီးတော့ပြန်တွေ့တော့အရန်ခင်သွားကြတယ်ငယ်တငယ်ချင်းဆိုတာအခုဒီရွယ်မှာလက်ချိုးကြည့်လို့ရသွားပြီလေဟိုအထက်တန်းကျောင်းတော့တငယ်ချင်းဆိုတာပို့ပြီးတော့တောင်လက်ချိုးကြည့်လို့ရသွားပြီအဲ့ထဲမှာစုပန်ထရာရှာရှာပပငယ်တငယ်ချင်းပါအားကြောင့်လဲအနောက်ဖြစ်တော့သူကကျောင်းမှာတည်းကတော့အဲ့လိုနည်းနည်းဟိုဘယ်လိုပြောပဲများတယ်ပေါ့နော်ပဲများတဲ့အထဲမှာတော့ပါတယ်လို့မြင်တော့ကျွန်တော်တို့ ਨੇ ကျောင်းမှာတော့တိတ်ရောမဝင်သူကနည်းနည်းဟိုပေါ့နော်ဟိုသူ့ဖေကအဲ့မှာလူကြီးပေါ့ အရာရှိပေါ့ဆိုတော့နည်းနည်းသူခြေတဲ့ပုံစံမျိုးပေါ့အเจ้าကအเจ้าလာလို့ရှိရင်နောက်တစ်ခုကျွန်တော်မှတ်မိတဲ့အရာတစ်ခုရှိတယ်ကျွန်တော်တို့အထက်တန်းအเจ้าသားဘဝလောက်တုန်းကအဲ့လိုမိန်းကလေးတွေဖူချိန်ဝစ်တာရှားရရှားရပေါ့ကျွန်တော်တို့အထက်တန်းအเจ้าသားဘဝလောက်တုန်းကဆိုတော့သူကအဲ့ဒီထဲမှာအဲ့လိုမျိုးထဲမှာပေါ့နော်အဲ့လိုမျိုးနည်းနည်းအဲ့လိုပုံစံနဲ့ပေါ့ဆဲတော့တဲ့များအော်အဲ့လိုမျိုးပုံစံနဲ့ကြောင်းလာတာပေါ့ကျွန်တော်တို့ကလည်းအဲ့လိုမျိုးဟာမျိုးဆိုအရန်နောက်ထင်တာလေအဲ့လိုမျိုးမျိုးလုံးထဲမှာတောင်းမကြိုးဘူးထင်အရန်နောက်ထင်တာ အဲ့လိုမျိုးပေါ့အတူအဲ့တုန်းကဟိုစစနောင်းနောင်းမတိတ်မရှိဘူးသူရဲ့နောက်ကျွန်တော်မှတ်မိတာမျက်မျက်မိုးလားမသိဘူးအဲ့သူတို့နှစ်ယောက်သူတို့နှစ်ယောက်ကအเจ้าကအများရန်တွဲတယ်သူတို့နှစ်ယောက်အเจ้าကအများရန်တွဲတယ်တိတ်ပြီးတော့ကြံတဲ့သူတွေနဲ့အယောမဝင်ဘူးပေါ့ဗျာအဲ့လိုအဲ့လိုမျိုးပေါ့ကျွန်တော်တို့ကလည်းအဲ့လိုမျိုးလာပြီးတော့ခြေပြီးတော့ဆရာကြီးမျိုးကိုဘာလို့လုံရင်အဲ့လိုအရန်နောက်ကျန်တာအเจ้าကတော့တိတ်မယောပြေဘူးသူလည်းသူတို့နေကိုလည်းကောက်အောင်နေထပ်ခြေခြေပဲဒါမဲ့ ပြန်ရုပ်ရှင်တွေမှာပြန်တွေ့ကြရခြင်းဟဲ့နင်ရဲနန္ဒာသူမလားလို့ခေါ်တဲ့အချိန်မှာသူအယံဝမ်းတာပါဘာလို့သူ့ကိုရဲနန္ဒာသူလို့ခေါ်တဲ့သူမရှိတော့ဘူးလေသူ့ဟဲ့နင်ရဲနန္ဒာသူမလားလို့ပြန်ရုပ်ရှင်တွေဆက်ရောက်ခါသားတော့အဲ့လိုတွေ့ပြီးတော့ပြန်နှုတ်ဆက်လိုက်တဲ့အချိန်မှာဟဲ့နင်ကျောင်းကအေးဟုတ်တယ်လို့ငါညိုကြီးလို့ဆိုအဲ့အဲ့နဲ့အခင်ဝါကြရဲတော့အခြေခဲ့ကြတော့ပြောပြဘာလို့ချင်တခါတလေအဟာရလေးပြန်ပြောပြပါတယ်အဲ့လိုမျိုးထိုင်ပြောပြလို့ရှင်အဲနေကဘယ်လိုဖြစ်တယ်ငါဘယ်လိုဖြစ်တယ်ပြောပြတယ်သူကအခမ်းမတူဘူး ကျွန်တော်ကကိုရန်အေသူကကိုရန်ဘီသူကမဟုတ်ကိုရန်ဘီဆိုတော့သူကစာမတော်လို့မဟုတ်သူကဟိုကျောင်းကိုရန်ရောက်မှပြောင်းလာတော့သူကဘီကန်ရောက်သွားကျွန်တော်စာမတော်ဘူးကျွန်တော်ဟိုအောင်ဝင်တူအောင်ဝင်တော်ဘီဆိုရတဲ့ထဲမှာတိတ်စာမတော်ဘူးကျောင်းစာတော်တဲ့ထဲမှာမပါဘူးအဲ့နှစ်တိုင်းတော့အေကန်းတော့ဝင်တယ်ဒါပေမဲ့ဟိုစာတော့မတော်ဘူးအေကန်းထဲမှာဆိုလို့ရှိရင်ပုံမှန်တော့ပဲ ရီရီရီချင်းွားလေသူအဲ့ဒီအဲ့ဒီပါဝါရင်းကဝတ်စုံနဲ့တွေ့တော့ဂျိုသားတွေဘာဖြစ်လဲညာဖြစ်တယ်ဆိုတော့ရီချင်းွားလို့အဲသူ့ကိုလမ်းနောက်လိုက်တယ်ကြာပြီလဲဒါကတော့ဟိုကလေးဘွားတော့ကဟိုပြုံးဆောင် ဖြစ်ကားသားဘွားတော့ကဒီလိုပဲဟိုရိုက်မိပါဘာဒါတခုရှိရအဲ့ဒီအချိန်တုန်းကတော့အဲ့ဒီကားတွေကအဲမြန်မာဗီဒီယိုမှာတော့သူ့နဲ့သူကြည့်ကောင်းခဲ့မှာပေါ့နော်အခုကြည့်ရင်တော့တမျိုးကြီးဖြစ်နေတာပေါ့စူမန်ရာကအခုကျွန်တော်ပြောသလိုပါပဲရုပ်ရှင်ထဲမှာဟိုငယ်ပေါင်းကြီးပေါ်ဆိုတာရှားသွားပြီဆိုတဲ့အချိန်မှာ ရှာရှာပါပါအထက်တန်းကျောင်းထဲကခင်လာခဲ့တဲ့တငယ်ချင်းပါကျွန်တော်ရှိတယ်စူပန်ဒရာရှိတယ်နောက်နေလင်းရှိတယ်နောက်ကိုညီနာနာနဲ့ဗျိုင်းနေရတော့ကျွန်တော်တို့လည်းအတန်းကြီးတာပေါ့နော်ကျွန်တော်တို့တကြောင်းထဲအတွက်တွေပါပဲကျွန်တော်တို့ကတော့နေလင်းတို့ကျွန်တော်တို့စူပန်ဒရာတို့ကတော့တနှစ်ထဲတယ်ပေါ့ဆိုတော့အခုလိုမျိုးရှာရှာပါပါအထက်တန်းကျောင်းသူဘွားကကျောင်းသားဘွားတွေကတငယ်ချင်းတွေရုပ်ရှင်ထဲမှာပြန်ရှိနေရဝမ်းသာပါတယ်လို့ပြောချင်ပါတယ်တိတ်လည်းမစရဲဘူးမှာကိုကကျွန်တော်ကိုလက်ဆောင်ပေးတာ Raven တလက်လက်ဆောင်ပေးတာ smart glass တစ်ခုကျွန်တော်လိုချင်တဲ့ smart glasses တစ်ခုလက်ဆောင်ပေးတာကျေးဇူးအများကြီးတင်ပါတယ်ဒီအခုရာသပံငါးကောက်ပါလေးဆိုရဲဇက်ကားကိုဒါထုတ်လို့သူရဲ့ဖိတ်ကြားမှုနဲ့ကျွန်တော်လာကြည့်ပြတာပါစိတ်ဝင်စားလို့ကြည့်မယ်ဆိုရင်တော့လည်းကြည့်ကောင်းတဲ့ဇက်ကားတကားဖြစ်လိမ့်မယ်လို့ပြောချင်ပါတယ်